မြန်မာနိုင်ငံမှာပြန်ပြီးအသက်ဝင်လာတဲ့စစ်မှုထမ်းဥပဒေဒီဥပဒေကြောင့်လူငယ်တွေရဲ့အနာဂတ်မိသားစုတွေရဲ့မျှော်လင့်ချက်တွေဘယ်လိုပြတ်သွန်းသွားရလဲဒီဥပဒေရဲ့နောက်ကွယ်မှာလူတွေဘယ်လိုအသက်တွေနဲ့ပေးဆက်နေရလဲဆိုတာကိုအခုပဲအတူတူကြီးလိုက်ကြရအောင်သိသွားတော့ဘယ်သူမှလည်းအကြောင်းမကြားဘာမှလည်းအရေးမလို့လူတယောက်ပြေဆုံးတော့ကြောက်ခဲတလဲလို့လုံနေတဲ့ ကြောက်ခဲတော့တန်တန်ဖို့မရှိအောင်လုပ်နေတဲ့လူကြီးတွေကိုတခတ်တလေကြတော့ဒဲ့မုန်းတယ်လို့ပြောလိုက်ချင်ပါတယ်။ဒီစကားကတကယ်ကိုယဉ်နှင့်စင်ရပါပြောခဲ့တဲ့သူကဘာလို့လဲဆိုတော့စစ်တပ်ကိုထောက်ခံတဲ့မိခင်တယောက်သူသားရှစ်တောင်းမှကြားတော်လာကိုဘာအကြောင်းကြားချက်မှမရခဲ့တဲ့နောက်မှာပြောလိုက်တဲ့စကားတွေပါကိုလိုက်ယုံကြည်ထောက်ခံခဲ့တဲ့စနစ်တစ်ခုက ကိုသားအရင်ရဲ့အသက်ကိုတောင်တန်ဖိုးမထားဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာဘလောက်တောင်ခံစားရမလဲစဉ်းစားကြည့်လို့တော့မရပါဘူး။ကဲဒီတော့အဲ့ဒီမိခင်တယောက်ရဲ့ကြေခွဲဆရာဖြစ်ခဲ့နေအချောင်းရင်အမှန်ကိုဆက်ကြည့်ရအောင်။စစ်တပ်ကဘာဖြစ်လို့ဒီလိုအထိလူတွေရဲ့ဘဝကို အပြောင်းလဲဖြစ်စေမဲ့ဥပဒေတစ်ခုကိုရွတ်တရက်ကြီးအသက်သွင်းဖို့ဆုံးဖြတ်ခဲ့တာလေ။ဒီအချိန်ဇယားကိုကြည့်လိုက်ရင်အဖြစ်ဖြစ်တွေကတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေလဲဆိုတာရှင်းနေတာပဲ။ နထနစ်စကေအာနာသိမ့်ပြီး၃နှစ်လုံးလုံးပြင်းထန်တဲ့ခုခံတော်လှန်မှုတွေကြောင့်စစ်တပ်ကကြီးကြဲထိနာတယ်။လူအားတွေအများကြီးဆုံးရှုံးသွားတယ်။အဲဒီနောက်မှာတော့နောက်ဆုံးချိန်နေမှာမှဒီစစ်မှုထမ်းဥပဒေကိုလက်နက်တစ်ခုလိုထုတ်သုံးလာခဲ့တာပါပဲ။၈000ကျွဲကျော်ဒီကိန်းဂဏန်းကတော်တော်ကိုများပါတယ်။ဒါတောင်တရားဝင်ခမန်းထားတဲ့အရေးအတွက်ပဲရှိသေးတယ်။တကယ်တမ်းမိပြီမှာအတင်းကျပ်ဖန်ဆီးခေါ်ဆောင်သွားတာတွေကြောင့်အမန်တွေစုဆောင်းခံရတဲ့အရေးအတွက်ကဒီချက်အများကြီးပို့နိုင်တယ်လို့လေ့လာသူတွေကဆိုပါတယ်။ဆိုတော့ ဒီလိုတစ်ဆူဆောင်တဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကဘလို့အလုပ်လုပ်လဲဒါကရိုးရိုးစစ်သားဆူဆောင်တာမဟုတ်တော့ဘူးအတန်းချက်ခေါ်တာတွေပြီးတော့တင်းတဲ့ကလတ်တို့အသွင်းမှာလူငယ်တွေကိုဘလို့အသွေးခေါ်တွေတွတ်သွင်းပြီးရှေ့တန်းအသက်အသေးခံတတ်တာတွေဖြစ်အောင်ပုံသွင်းနေလဲဆိုတာကိုစက်ကြည့်အောင်ပါလူတစ်ဆူဆောင်တဲ့နီလာမှာတုံးတဲ့နီလန်းဒီကတော်တော်ဆိုးပါတယ်ယွာရီမှာမဲနိုင်ခိုင်းပြီးအတင်းချက်ခေါ်တာမိသားစုတွေကိုချင်းချောက်ကီလပ်ထိုးခိုင်းတာ နောက်ဆုံးလမ်းပေါ်မှာတွားနေတဲ့လူငယ်တွေကိုဒေတာခန်လူမိုက်ဒီနဲ့ပေါင်းပြီးဖမ်းခေါ်သွားလာမျိုးအထိလုံနေကြတာပါဒါကတော့စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုပေါ့တူတောင်းတဲ့တန်တန်းကောင်လာအတွင်မှာတစ်ဖက်ကတော်လန်ရေးတပ်ဖွဲ့ဝင်လူကိုလူသားတွေမဟုတ်တော့တဲ့ရန်သူတွေဖြစ်ပုံဖော်တယ်သူတို့ကိုတပ်ဖြတ်ဖို့ဆိုတာဘာမှဝန်လေးစရာမလိုဘူးဆိုတဲ့အမုန်းတရားတွေကို စနစ်တကျဦးနှောက်ထဲထည့်ပေးလိုက်တာပါပဲကဲအခုစစ်မြေပြင်ကို ရောက်လာပြီ ဒီနေရာမှာအခြေအနေတွေကတကယ်ကိုကြောက်စရာကောင်းပါတယ်။စစ်တပ်ရဲ့ view ဟာအတိတ်ကဘာလဲ။ပါအတွေ့အကြုံမှမရှိတဲ့ဒီလူငယ်လေးတွေအတွက်ရှေ့တန်းဆိုတာကဘလို့ငယ်ရခန့်တကူဖြစ်နေမလဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြရအောင်။ CDM အရာရှိတူရဲ့ဒီစကားကအားလုံးကိုဖော်ပြနေတာပါ။စမုထံဥပဒေကြောင့်စစ်တပ်ကဘာသာစီရထားလဲဆိုတော့လူဝင်အားပဲအရင်ကလည်းမဟုတ်တော့ပဲအလဲတကူရလာတဲ့လူဝင်အားကိုတုံးပြီးတိုက်ပွဲတွေမှာလူ line view ဟာနဲ့ထိုးစစ်ဆင်လာနိုင်တာဖြစ်ပါတယ် ဟုတ်ပါတယ်။စရဲရတော့လူငါအသားစင်းရသွားတယ်ပေါ့။ဒါပေမဲ့အိမ်နောက်ွယ်မှာတော့ဒီလူငယ်လေးတွေရဲ့အသက်တည်သူတို့မိသားစုတွေရဲ့မျောလင့်ချက်တွေနဲ့ယဉ်ခဲရတာမှာဒါကဘယ်တော့မှပြမရနိုင်တဲ့ဆုံးရှုံးမှုကြီးပါပဲ။ Human wave attack လူလိုင်းတိုက်ခိုက်မှုဆိုတာကကြားရတဲ့အတိုင်းပဲရက်ဆက်ပါတယ်။ ပြောရရင်တော့စစ်သားတက်တယ်ကိုရှေ့ဆုံးနေအတေခံခိုင်းနေလူသားတိုင်းလူတုံနေအဲ့ဒီလိုနဲ့ဆုံရှုံသွားတဲ့နေမီတွေကိုပြန်ရောက်ဖို့ကြိုးစားနေတာပါသူတို့အသက်တွေကိုစစ်တူရင်ခုံပေါ်ကစွန့်ပစ်ရမယ်နေရုံတွေလိုပဲသဘောထားပြီးတုံနေတာဖြစ်ပါတယ်ခြေတိုင်းကနေထွက်ပြေးလို့မြောက်လာတဲ့သူတွေပြန်ပြောပြရတဲ့အခြေအနေတွေကတော့ချက်သေးတောင်ထဆရပါထမင်းထုတ်တွေပူတယ်ထမင်းထုတ်တွေလည်းပျော့ပျော့ပြီးတော့မှတိုးရတဲ့ဟာတွေကတိုးနှင်းနေရတယ်ဒိတ်အောက်တွေကျွေးတယ်နောက်လို့ရှင်ပါကင်ဟိုကကျွန်တော်တို့တန်ပေါက်ထုတ် အတင်စားတန်လောက်ထုတ်ပြလို့ရှိတယ်။အဲ့ဒါလေးလည်းဒိတ်အောက်တွေကြီးပဲကျွန်တော်တို့ကြွေးတယ်။တက်တန်းလုံနေတဲ့အစားစာတွေကြွေးတာ၊တိုက်ပွဲမဝင်ခင်စိတ်ကြွဆေးတွေတိုက်တာ၊ကိုတက်သားချင်းချင်းကိုရှေ့ကနေလူသားတိုင်းအဖြစ်အသုံးချတာတွေအထိရှိနေပါတယ်။နောက်ဆုံးတည်သွားရင်တော့မိသားစုကအကြောင်းမချပဲပစ်ထားခဲ့တာတွေရှိနေပါတယ်။ဒီလိုငရေလိုနေရာကနေထပြေးဖို့စူးစမ်းရင်ကောအဲ့ဒီအကြောပြစ်တံကပူပြီးတောင်ကြောက်ဖို့ကောင်းပါတယ်။တပီးတွေကိုပေးတဲ့ပြစ်တံကသမင်တကားကိုလူမဆန်းအောင်ရစ်စစ်ထားပြီး ကျန်တဲ့စစ်သားတွေမပြေးရအောင်အကြောက်တရားသွင်းပေးတဲ့သဘောပါပဲ။မြင်းမြင့်တက်တေဦးရဲ့ပြောပြချက်အရာတက်ပြေးတရကိုဒီလိုအစင်စင်နဲ့ရဲရဲဆက်ဆက်အဖြစ်ပေးပါတယ်။တက်ပြေးတရကိုဖမ်းမိလာရင်ကျန်တဲ့တပ်သားတွေအလုံးရဲ့ရှေ့မှာသူ့ရဲ့ခြေတွေလက်တွေကိုတခုချင်းစီဖျက်ပစ်တယ်။ပြီးမှနောက်ဆုံးမှအသက်ကိုအသက်လိုက်တာပါ။ဒါဟာကျန်တဲ့သူတွေရဲ့စိတ်ထဲမှာအကြောက်တရားကိုဆွဲကြံတွန်းအောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာစီစဉ်ရတဲ့ခုပါပဲဒီစကားကတိုက်ပွဲရဲ့တစ်ဖက်ချင်းက တော်လန်ရဲ့တပ်ဖွဲ့ဝင်တယံရဲ့ခန်းစားချက်ကိုပြနေတာပါတဖက်မှာရန်ဘူးဆိုပေမဲ့တကယ်တမ်းမှာတော့ကြော်လန့်တကြနဲ့အသက်ရှင်ဖို့ယုံကန်နေရတဲ့လူရဲတွေကိုပြန်တိုက်ခိုက်နေရတာဟာသူတို့အတွက်လဲစိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတယ်ဆိုတာကိုပြနေပါတယ်။အခုဆိုရင်နောက်ဆုံးအပိုင်းကိုရောင်းလာပါပြီ။ရှေ့တန်းရောက်နေတဲ့ဒီလူငယ်လေးတွေရဲ့အတွက်သူ့ရှိမှာဘလို့လမ်းတွေပဲရှိတော့လဲ။တကယ်လို့ရွေးချယ်စရာအသိမရှိပါဘူး။တိတ်လန်းအဖမ်းခံရတဲ့လမ်း ဒါမှမဟုတ်အသက်ဆုံးပြီးထွက်ပြေးရမယ်လမ်းဒီသုံးလမ်းပဲရှိပါတော့တယ်ဒီအချက်လက်ကတကယ်ကိုတုံ့လုပ်စရာပါချင်းပြည်နယ်ဖန်လန်းတိုက်ပွဲတစ်ခုထဲမှာဖမ်းမိခဲ့တဲ့စစ်တုံးပန်းတွေကိုကြည့်လိုက်ရင်သုံးပုံတမုံကြွာကအတွေ့အကြုံမရှိတဲ့စစ်မှုထမ်းသစ်တွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါကဘာကိုပြနေလဲဆိုတော့သူတို့ကိုအသေးခံတဲ့အဖြစ်ရှေ့ဆုံးကိုဘလောက်ထိပို့နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တာစေပါတယ် ဒါပေမဲ့အဲ့ဒီလိုကြောက်စရာကောင်းတဲ့အဖြစ်ပေးမှုတွေကြားကပဲလွတ်မြောက်သူအသက်ဆွန့်ပြီးစူးစမ်းနေတဲ့သူတွေအများကြီးရှိနေတုံးပါပဲစစ်တပ်ကနေပတ်ပြောင်းလို့သူတွေကိုကူညီပေးနေတဲ့ဖြူသူပနိုင်အဖွဲ့ရဲ့စာရင်းအရဆိုရင်ပြီးခဲ့တဲ့6လအတွင်းမှာပတ်ပြောင်းသူနဲ့လက်နက်ကြားသူပေါင်း2400ကျော်ရှိသေးပါတယ်။ဒါဟာမျော်လင့်ချက်အလင်းရောက်တစ်ခုပါပဲ။တစ်ဖက်မှာလည်းတော်လဲရေးအဖွဲ့တွေကဒီစစ်မှုထမ်းနေကိုရန်သူအဖြစ်မမြင်ပဲဒီစနစ်ရဲ့တားကောင်းတဲ့အဖြစ်ရှုမြင်ပြီးသူတို့စီကိုဘေးကင်းစွာခိုးလွန်ဖို့ တကားဖွင့်ကြိုးစို့နေကြပါတယ်။တာဟာတီလန်းကနေလွမြောက်ဖို့အတွက်မျောလင့်ချက်လန်းကြောင်းတစ်ခု ဖြစ်နေပါတယ်။နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးတစ်ခုကိုခြံထားခဲ့ခြင်းပါတယ်။တစ်ဖက်နဲ့တစ်ဖက်သက်ဖြစ်နေရတဲ့လူငယ်တွေအားလုံးကဒီစနစ်ဆိုးရဲ့ထားကောင်ကြီးချီပဲဖြစ်နေတဲ့အခါဒီစစ်ပွဲမှာအောင်ပွဲဆိုတာကတော့တကယ်ရှိနိုင်မှာမလား။ဒါဟာဒီပတိပခမှာလူသားတွေပေးဆက်နေရတဲ့တန်ဖိုးအစစ်အမှန်ကိုပြန်ပြီးစဉ်းစားဖို့လိုနေပြီဆိုတဲ့မေခွန်းတစ်ခုပါပဲ။